နိဗ္ဗာန်ဆိုတာဘာမှန်းဘုရားတပည့်တော်မှမသိပါဘူးခင်ဗျာအဲ့ဒါကြောင့်ဘုရားတပည့်တော်မှနဲ့အတူတူတရားကိုလေးလာနေတဲ့တငယ်ချင်းတရားကိုစီးပူလိုက်တဲ့အခါကျတော့ဟာသူကတော့တိချာရှင်းပြရတယ်ဒါပေမဲ့သူတိတိတော့ရှင်းပြတာဟာနိဗ္ဗာန်ဆိုတာဘဝချုပ်ငြိမ်းရာပြောရတယ်ခင်ဗျာဒါပေမဲ့ဘုရားတပည့်တော်သိတဲ့အချိန်မှာဘုရားတပည့်တော်မှအိမ်မှာနေရင်တရားအထုတ်ပါတယ်နည်းနည်းမပါတော့တရားရမယ်ဒါပေမဲ့ ြူတော်မှာအဲ့လိုတည်ရဲ့အချိန်ပြန်ပြူတော်မှာတက်ငယ်ဆင်းနေပေါ့နော်ပြန်ပြူတော်မှာလို့တည်ဟာအကြောင်းနည်းနည်းပပတည်တဲ့တက်ငယ်ဆင်းနေဒီကြည့်တဲ့အခါကျတော့ပငယ်ဆင်းနေရနိုင်မှန်ဆိုတာလက်တည်နဲ့အတူတူပဲလို့သူတို့တွေကထင်မှတ်နေကြပါတယ်ခင်ဗျာသူတို့ကတော့အကြောင်းလို့ပြန်ပြူတော်မှာဒီအတွင်းထဲမှာလည်းပေါ့နော်သူပြန်ပြူတော်မှာလိုမျိုးမတည်တဲ့လူများရှိလို့ရှိရင်ပေါ့နော်အခါတည်းနားလည်ပါစီချင်တဲ့စိတ်ထဲလည်းပေါ့နော်ပြန်ပြူတော်မှာမင်းများလို့ပါခင်ဗျာနိုင်မှန်နဲ့လက်တည်နဲ့ de la de la zona había el hermano que se maravilla ဒီစရာတော့30ပုံเนี่ย30ပုံအတွင်းမှာပဲရှိသေးတယ်ပေါ့လေ ှိနေတဲ့နေရာပေါ့ပြောမစရင်တော့ဒါတော့စကားတော့တက်ရှိပေါ့တက်မဲ့တက်မဲ့ကဘာကြီးပေါ်မှာတက်ရှိလူတွေတိရစ္ဆာန်တွေနေကြတယ်လို့ပေါ့နောက်ပြီဆိုတာလဲဒါတက်မဲ့တဘာဝပတ်ဝန်းကျင်မှာတက်ရှိနတ်တွေသူစင်တဲ့သူပေါ့သူပြိမ္မာတဲ့သူနေကြတာပေါ့ ကြတော့အဲ့ဒီအဲ့ဒီတက်ရှိတက်မဲ့ဆိုတာတွေကတော့စိတ်စေသိယုတ်ဆိုတဲ့သင်္ခါရတရားတွေပေါ့ပြဉ္ဉံစိတ်စေသိယုတ်ဆိုတဲ့ပရမတ်တရားတွေပေါ့မပြတ်တလဲဆက်ဖောက်ပြန်ပျက်စီးနေတာတွေပေါ့ဒုက္ခတစ္ဆာပေါ့သူကတော့ဖြစ်တယ်ဆိုရင်အခုလဲတာကဘာကြီးရဲ့လို့ဖြစ်လာရင်ကဘာကဘာကြီးရဲ့ ကဘာကြီးရဲ့ပျက်စီးခြင်းဆိုတာအချိန်ကာလတစ်ခုမှာနောက်ရေမီဒီယာဖျားရှင်ပွင့်ပြီးသွားပြီဆိုရင်တော့နောက်ပိုင်းကဘာကြီးပြက်သုံးခြင်းဆိုတာလည်းရှိလာမှာပေါ့လေဒါကတော့ပြဉ္ညာကဘာကြီးရဲ့ပျက်စီးခြင်းပေါ့ဒီပရမတ်ဆိုတဲ့ယုတ်တရားတွေကလည်းအမြဲတမ်းပြောင်းလဲနေတာပေါ့ပျက်စီးနေတာပေါ့ပူတဲ့ပူတဲ့ တဲ့ဘောတွေမပြတ်လည်းစားဖောက်ပြန်ပြည့်စည်နေတယ်လှုပ်တဲ့ငြိမ်းတဲ့ဘောတွေမပြတ်လည်းစားဖောက်ပြန်ပြည့်စည်နေတယ်ပရမဘကချိတယ်ဆိုရင်တော့ဒီပြဉ္ညာဆိုတာမရှိဘူးပေါ့လေမာရဲပြောတဲ့တဘောတွေမပြတ်လည်းစားဖောက်ပြန်ပြည့်စည်နေတယ်ရုပ်စည်းဖွဲ့စည်းတဲ့ဘောတွေဖောက်ပြန်ပြည့်စည်တယ်ဒီဖောက်ပြန်ပြည့်စည်မှုတက်တက် တဘောတက်တက်ပဲပေါ့ဒီတခုခုတယောက်ယောက်ဖြစ်နေအတူဆုပ်ကင်လို့မရဘူးပေါ့ပရမတ်ဘက်ကကြည့်မယ်ဆိုရင်တော့အဲကဘာကြီးဆိုတာလေတကယ်မဟုတ်ဘူးပေါ့နော်ဒီအဘာပေါ်မှာဖြစ်တဲ့မြင်းကလေးဆိုတာလေတကယ်မဟုတ်ဘူးပေါ့လေမုန်တိုင်းတွေကလည်းတကယ်မဟုတ်ဘူးပေါ့လူတွေကလည်းတကယ်မဟုတ်ဘူးပေါ့စစ်ပွဲတွေကလည်းတကယ်မဟုတ်ဘူးပေါ့ရုပ်ရှင်ရုပ်ရှင်လောကလို့ပေါ့နော် ထန်တီးထားတာတွေပေါ့တမင်သက်သက်လှုပ်ယူထားတာတွေပေါ့လေလောဘဒေါရမောဟလောဘဒေါရမောဟဆိုတဲ့ကိလေသာတွေပေါ့အဝိဇ္ဇာနဲ့တဏှာနေပြီးတော့ဒီတတဝအနန္နာဆိုတာတွေကိုအရှိအဟုတ်လို့တတဝအနန္နာကိုဖန်ဆင်းထားတာပေါ့နော် တူတူတယောက်အနေနဲ့ကြည့်တယ်ဆိုရင်တော့ဟုတ်တာပေါ့လေယုံနံအနေနဲ့ကြည့်ရဆိုရင်တော့တကယ်မဟုတ်ဘူးပေါ့အဟုတ်လို့ပြီးကြည့်ရင်တော့ဟုတ်တာပေါ့တက်ရှိဆိုတာဟုတ်တယ်တက်မဲ့ဆိုတာစัจ java လားအနန္တဆိုတာဟုတ်တယ်အခုလိုမြင်းကလေးဆိုတာဟုတ်တယ်အဲဒီပျက်စီးတာတွေဖျားတွေအကြောင်းတွေပျက်စီးတာတွေဘုံကြီးပြန်တော်မူတာတွေဒီလိုက်ရှင်တွေပြန်တော်မူတာတွေလူတွေတည်တာတွေဟုတ်တယ်ပေါ့လေဒါတော့ပြည့်ညတ် ရှုတော့ငါကြည့်တယ်ဆိုရင်တော့ဟုတ်တာပရမတ်ရှုတော့ကြည့်ရင်တော့လူလည်းရှိတာမဟုတ်တော့ဘုံကြီးလည်းရှိတာမဟုတ်တော့ဒီကျောင်းနေဖျားနေဆိုတဲ့ပြည့်ညတ်တရားလည်းတကယ်အစ်စ်မဟုတ်တဲ့အခါကျတော့အဲယုတ်တရားနံတရားတွေပဲတကယ်ဟုတ်တဲ့အတွက်ပေါ့ယုတ်နံပဲဖြစ်ပြီးတော့ယုတ်နံပဲပြက်နေတာပေါ့ခန္ဓာ၅ပါးဖြစ်ပြီးခန္ဓာ၅ပါးပြက်နေတာပေါ့အဲ့ဒီလိုရှုတော့အနေနဲ့ကြည့်တတ်ဖို့လိုတာပေါ့အဲ့ဒီလိုရှုတော့ကကြည့်တတ်မှနိဗ္ဗာန်ဆိုတာကယုတ်နံမရှိတာ နိဗ္ဗာန်ပဲပေါ့။ဖောက်ပြန်ပျက်စီးခြင်းပြောင်းလဲခြင်းမရှိတာနိဗ္ဗာန်ပဲပေါ့။ဖောက်ပြန်ပျက်စီးမှုမရှိတာနိဗ္ဗာန်ပဲပေါ့။ဒုက္ခတစ္ဆာမရှိတာဒုက္ခဆိုတာမြူမုံမြမရှိတာနိဗ္ဗာန်ပဲပေါ့။ဖြစ်ခြင်းပျက်ခြင်းမရှိတာနိဗ္ဗာန်ပဲပေါ့။လူရှိတာကြည့်ရင်တော့ ဘဝချုပ်ငြိမ်ရုပ်သိမ်းတာနိဗ္ဗာန်ဆိုပြီးပြောတာပေါ့အဲ့ဒါမျိုးကြတော့လူရှုတော့အကြည့်တော့အဲ့ဒါဆိုရင်တော့ဘဝဆိုတာကတော့ဖြစ်တာပဲကောင်းတယ်ဆိုပြီးတော့ဘဝမချုပ်ငြိမ်ခြင်းရဘူးလေတဏှာမပြတ်ခြင်းရဘူးဆိုပြီးတော့လူရှုတော့ပဲကြည့်ရင်တော့နိဗ္ဗာန်လူချင်းစရာမရှိဘူးပေါ့လေဒါပေမဲ့ပရမတ်ရှုတော့ကြည့်မယ်ဆိုရင်တော့လူဆိုတာတကယ်မှမဟုတ်ပဲတတ္တဝါဆိုတာတကယ်မှမဟုတ်ပဲရုပ်တရားနံတရားတွေရဲ့မပြတ်တလဲစွာဖောက်ပြန်ပျက်စီးမှု တသက်ဒုက္ခသစ္စာတသက်ဆင်းရဲတသက်ပဲတကယ်ဟုတ်တာပဲအဲ့တော့နိဗ္ဗာန်ဆိုတာဆင်းရဲချုပ်သွားတာပဲဒုက္ခကုန်ဆုံးသွားတာပဲပေါ့ဖြစ်ချင်းပြက်ချင်းကင်းတာပဲအဲ့တော့အဲ့ဒီလိုနားလည်ရင်တော့နိဗ္ဗာန်ကိုသဘောကျလာမှာပေါ့လေပြီးတော့နတ်ပြည်ဆိုတာလည်းလူပြည်လိုပါပဲယုတ်တရားနံတရားတွေပဲအဲ့တော့မပြတ်လည်စားဖောက်ပြန်ပြည့်စည်နေတာပဲနတ် နတ်ဘဝကိုဘွားကနေဆိုပြီးတော့ဖြစ်လာပြီးတော့ဘွားကနေဆိုပြီးတော့နတ်တက်ကြွေသွားတယ်ပေါ့နော်ပျောက်သွားတယ်ပေါ့လေတိတ်ပွဲဝင်သွားတယ်ပေါ့အဲဒါတည်ခြင်းတရားတွေကလည်းရှိနေတာဆိုတော့အဲ့လိုမွေးတာတွေတည်တာတွေရှိနေတာတွေကအဲဘုံဘိမှန်တွေအတိတ်တွေပေါ်လာတာတွေပျက်စီးတာတွေရှိနေတယ်ဆိုတာတွေကဒါတွေကနိဗ္ဗာန်မဟုတ်ဘူးပေါ့နိဗ္ဗာန်ကျတော့အဲ့လိုမွေးခြင်းတည်ခြင်းမရှိဘူးဖြစ်ခြင်းပျက်ခြင်းမရှိဘူးပေါ့ တရှိတမဲ့ကြီးဆိုတဲ့သဘောမျိုးလည်းမရှိဘူးပေါ့နော်ပြည့်ပြည့်စုံတဲ့ဒါမဖြစ်ချင်းမပြည့်ချင်းချမ်းသာပေါ့နေဆာဆိုတဲ့မြဲတဲ့သဘောပေါ့ဒုက္ခဆိုတဲ့ချမ်းသာတဲ့သဘောပေါ့အနတ္တဆိုတဲ့တကူတရားမဟုတ်တဲ့သဘောပေါ့ဒီလိုနိဗ္ဗာန်ရဲ့သဘောတရားတော့အဲနိဗ္ဗာန်နဲ့နှပ်ပြည်နေရတော့မတူဘူးပေါ့နော် လူပြည်နဲ့နတ်ပြည်ဆိုရင်တော့ဖန်ဆင်းထားတာချင်းတူနေတာပေါ့မတိမှုအဝိဇ္ဇာနဲ့ဆွဲလမ်းမှုတနာဖန်ဆင်းထားတာချင်းအတူတူပဲပေါ့လေတက်ရှိအချင်းချင်းအတူတူပဲပေါ့နိဗ္ဗာန်နဲ့ကတော့နိဗ္ဗာန်နဲ့ကတော့တခြားစီပေါ့လေအဲ့လိုမျိုးဒါတော့ဒီလိုကြင့်ကြာထွက်ရင်တော့ဒီလိုပဲသိသွားမှာပဲနိဒီလိုမသိတာကလည်းတကယ်မကြင့်နိုင်လို့ပေါ့အဲ့ပြဒနာကို ဟိုကိုယ်တိုင်ကျင့်ပြီးကိုယ်တိုင်သိသွားအောင်လို့အခုလိုမျိုးကျင့်စဉ်မျိုးချပြတာပေါ့ကျင့်တတ်အောင်လို့ကုညီပေးတာပေါ့အဲ့ဒါဆိုရင်ရှင်းသွားတာပေါ့နော်နှုတ်ဝင်ဘာမှမသိတော့အဲ့မသိတဲ့ပြဿနာကြီးတက်နေတာပေါ့မသိမှုမသိမှုဆိုတဲ့ဒီအမောင်ထူကြီးပေါ့ဖုံးလွှမ်းနေတာပေါ့ဝိဇာမျက်လုံးကန်းနေတာပေါ့အကန်း အယူကံဖြစ်နေတာပေါ့ပုတ္တဇဉ်ဆိုတာကတော့တတ္တဝါတွေကတော့မသိမှုအကန်းနဲ့ဆွဲလန်းမှုအယူမကင်းတာမပြောက်တာပေါ့နိဗ္ဗာန်ဆိုတာကတော့မသိမှုအဝိဇ္ဇာနဲ့ဆွဲလန်းမှုတဏှာအယူကံတွေမရှိတာပေါ့သုံးသက်တဲ့ပုံမှာတော့အယူတွေအကန်းတွေပဲရှိတာပေါ့အဝိဇ္ဇာကအကန်းတဏှာကအယူပဲ အဲ့တော့အယူကန်းနေပဲဆိုတော့အဲ့ဒါကိုထင်အမှန်တရားလုပ်ပြီးတော့အချင်းချင်းအချင်းချင်းရံဖြစ်နေကြတာပေါ့နော်အချင်းချင်းတိုက်ပွဲဝင်နေကြတာပေါ့ဟုတ်တယ်မြတ်တပ်ဖြတ်နေကြတယ်ဒီထဲကြီးသွားရင်ကဘာစည်းကြီးတွေပါဖြစ်လာမယ်ဟုတ်တယ်ပေါ့ကိုမှန်နေပဲထင်ကြတာပေါ့နော်ကိုကိုကိုရဲ့ အယူကံဆိုတဲ့အမှန်တရားကိုမသိကြဘူးမသိတော့ငါသိတာမှန်တယ်ငါမှန်တယ်သူမှားတယ်ထင်တယ်ပေါ့လေငါလုပ်တာကောင်းတယ်သူလုပ်တာမကောင်းဘူးထင်တယ်ပေါ့အဲ့ဒါနဲ့ပဲအချင်းချင်းပြဒနာတွေစစ်ပွဲတွေဖြစ်နေကြတာနိဗ္ဗာန်မှာတော့အဲ့ဒါတွေမရှိဘူးပေါ့အယူလည်းမရှိဘူးအကံလည်းမရှိဘူးစစ်ပွဲလည်းမရှိဘူးဆိုတော့တကယ်ငြိမ်းချမ်းရင်ငြိမ်းချမ်းခြင်းအတိတ်ပြီးတာပေါ့ငြိမ်းချမ်းခြင်းတသက်ချမ်းသာခြင်းတသက်ပေါ့ ပြီးပြည့်စုံခြင်းတက်တက်ပို့ဘုရားတပည့်တော်နောက်ထပ်တစ်ခုလောက်မေးပါရစေဘုရားရှောက်ထားပါရစေဘုရားပရိယတ္တိနဲ့ပရိပတ္တိယဘယ်အရာပို့ပြီးအကျိုးများစေပါသလဲဘုရား ရိယပရိပတ်ပရိဝေဒါဆိုပြီးတော့တာရဏတော့၃ရက်ထားခဲ့တာပါနော်ဟိုဆရာတော်နားလေတာတော့အရေးကြီးဆုံးတော့ထိတ်ဆုံးဝထားတဲ့တဘောပဲပေါ့အဲအခြေခံအကြဆုံးဆိုအခြေခံအကြဆုံးဟိုလေထိတ်ဆုံးဝတာပရိယပရိယတိဆိုတဲ့မှန်ကန်တဲ့အတိပေါ့နော်ဘုရားဟောစာပေတွေဖတ်ရှုမယ်တရားတွေနာမယ်ဆိုရင်တော့မှန်ကန်တဲ့အတိကို ဖြစ်စေတာပေါ့အဲ့တော့လေဒီလိုအသည့်တွေရှိတော့မှဒီလိုအသည့်တွေနဲ့ပတ်သက်နေလို့တရားတွေနာလို့တရားစာအုပ်တွေဖတ်ရလို့အတရားချင်းမှရမယ်အသီလဆောင်မှရမယ်လူမှရမယ်ဆိုပြီးတော့ဒါနသီလဘာဝနာကောင်းမှုကုသိုလ်လုပ်တွေကိုလုပ်ဖြစ်တာလေအဲမသိရတဲ့လောက်တာကြတော့ဒီလောက်ထိအဲ မလုံနိုင်ဘူးပေါ့ဒီလောက်ထိလဲအကျိုးမများဘူးပေါ့ဒါတွေကကိုလူတာကိုရတယ်ဆိုတာဒါနာရတမိုးတင်ကိုမစားပဲနဲ့ကိုမစားပဲကိုမတုံးပဲနဲ့တောင်လူမယ်ဒီလိုဆုံးမတွေဖျားဟောတွေပေါ့အဲ့ဒါတွေကိုတိခွင့်ရတဲ့အတွက်လဲဒီဒါနာပြုခြင်းသီလဆောင်ခြင်းဘာဝနာကမ္မဋ္ဌာန်းတရားတွေပေါင်းများထုတ်ခြင်းအလုပ်တွေကို ဟိုလှုပ်ဖြစ်တာပေါ့နော်တရားကတော့ပို့ပြီးတော့အရင်မြင့်ကြတော့ဒါပေမဲ့တိဒါပရိယတ်တိတာရဏတခုတည်းလဲမပြည့်စုံတဲ့အတွက်လဲပฏิပတ်တိတာရဏဆိုတာဟိုပါဘုရားရှင်ကဒီတာရဏတိုင်းမှာထည့်ထားတာပေါ့နော်တိလို့တိယုံနဲ့မပြီးဘူးကျင့်ရမယ်အကျင့်ုံနဲ့လည်းမပြီးဘူးအတိမအချက်မာတွေကင်းစင်ရမယ်လွတ်မြောက်ရမယ်ပေါ့အဝိဇ္ဇာတနာချုပ်ရမယ်ပေါ့လေဝိဇ္ဇာအာလောဘဖြစ်ရမယ်ပေါ့ အတော့ပရိယတ္တိယမှန်ကန်တဲ့အသည့်ပရိပတ္တိယမှန်ကန်တဲ့အချက်ဒီလိုသိမှန်ကန်တဲ့အသည့်မှန်ကန်တဲ့အချက်တွေကိုသုံးခြင်းအဖြစ်အသည့်မားတွေအချက်မားတွေကမှန်မှန်ထင်ရှားလာတဲ့အတွက်ဒီမားတွေကိုလက်မခံတော့ဘူးဆိုပြီးတော့ဆွလွတ်သွားနိုင်တာအသည့်မားတွေမကောင်းတာတွေမလုပ်တော့ဘူးဆိုပြီးတော့ဆွလွတ်သွားနိုင်တာကတော့ ရိဝေဒာဆိုတဲ့အတိမာအချက်မှာကင်းစင်ခြင်းပေါ့တိယုံနဲ့လည်းဒါအတိမာမကင်းနေဘူးပေါ့နော်အမှန်တိယုံနဲ့အတိမာမကင်းဘူးတရားကျင့်ုံနဲ့လည်းမကောင်းတဲ့လုပ်ရက်တွေကိုမစွန့်လွတ်နိုင်နေဘူးအချက်မားတွေပေါ့ပဇံရှာမင်းအဒီကိုကျိုးရှာမင်းဆိုတဲ့ကိုကိုလိုသူလိုချင်းချင်းအားကိုးရရှာမင်းဒါတွေကမာရွေးနဲ့ပြုလုပ်မှုတွေပေါ့လေ ရေးစရာမရှိတော့နားမလဲတော့လေဒီလိုလုပ်နေရတာပေါ့တရားနဲ့တွေ့တယ်ဆိုရင်တော့ဘုရားတရားတန်ခါမတာအာကိုရစစ်ပဲဆိုတာတရားလုံကမတာတကယ်ကုထုလုပ်ပဲအကျိုးရှိတာပဲဆိုပြီးတော့မကောင်းတဲ့အလုပ်တွေကိုအကုထုမကင်းတဲ့အပြစ်မကင်းတဲ့အလုပ်တွေကိုမလုပ်တော့ဘူးအပြစ်ကင်းတဲ့ကုထုလုပ်တွေကိုပဲလုပ်တော့မယ်ကိုယ့်အစိတ်ကိုဖြည့်စင်အောင်ထားမယ်ဆိုပြီးတော့မှအဲဒီလိုမျိုး နားလည်မှန်ကန်တဲ့နားလည်မှုပရိယတ်ကိုတုံးပြီးတော့တကယ်ကျင့်သွားနိုင်တဲ့အခါမှာကိုယ်မှာငိုရှိတဲ့ကိုလိုသူလိုပေါ့နော်လူလိုသိတဲ့အသည့်တွေပေါ့လူလိုသိတဲ့အသည့်မားတွေပေါ့လူတွေရဲ့အကျင့်မားတွေအဲ့ဒါတွေကင်းစင်သွားတာအဲ့ဒါပရိဝေဒသာရဏာပေါ့သာရဏာတော့၃ရက်နဲ့ပြည့်စုံသွားအောင်ကြိုးစားမှာဒါဘုရားရှင်ထားခဲ့တဲ့ပရိယပရိပတ်ပရိဝေဒဆိုတဲ့သာရဏာတော့၃ရက်လူရင်းပေါ့